မင်းလာပါခင်ဗျာဒီနေ့အတူတကဆူဆန်းလီလာဖို့ကြိုဆိုပါရစေကျွန်တော်ဒီတစ်ခေါက်ဆွေးနွေးမှာကတော့ဂလာတိအော်ဝါဒါစာ အခန်းကြီး၄ပါပဲကျွန်တော်လေ့လာမှုအတွက် The Wise Believers ကပြုစုထားတဲ့မှတ်စုတွေကိုအခြေခံသွားမှာပါဒီနေ့အဓိကကြည့်ချင်တာကတော့လေပညာတရားရဲ့အောက်မှာအတင်းကျပ်တဲ့စီကံနေနဲ့နေရတာနဲ့ယေရှုခရစ်တော်ကိုယုံကြည်လို့ဖျားသခင်ရဲ့သားသမီးအဖြစ်လွတ်လပ်စွာအသက်ရှင်ရတာ အဲ့ဒီတွေးချို့နှစ်ခုကြာကတကယ်ကွာခြားချက်ကိုနားလည်ဖို့ပါပဲကလာဒီအခန်းလေးကဒါကိုတိတ်ရှင်းအောင်ပြထားတယ်ကဲဒီတော့ဆက်လိုက်ကြရအောင်ဒီအခန်းကြီးထဲမှာရှင်ပေါ်လူတုံထားတဲ့နိုင်ရှင်ချက်တွေပုံမမတွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းလေဗျပထမဆုံးအစပိုင်းမှာပဲတွေ့ရတဲ့အဓိကအပြောင်းလဲကြီးပေါ့ဂျွန်ဘောကနေဖျားခင်ရဲ့တာသမီဖြစ်လာခြင်းရှင်ပေါ်လူကဒီအတွက်ငွေခံတားတယောက်ညီငယ်တုန်းကအုတ်ထင်းသူတွေဗန္တာဆိုးတွေအောင်မှာဂျွန်လိုပဲနေရတယ်ဆိုတဲ့ဥပမာတုံထားတယ်နော် အဲ့ဒါဘာကိုဆိုလို့ချင်တာလဲဟုတ်ကဲ့အဲ့ဒီဥပမာကဒူတိုလေးထိမိပါတယ် the wise believers မဆူဒီမာလေဒါကိုရှင်းထားတာကအမွေခန္တာကအနာဂတ်မှာဂုံပိုင်မှမန်ပီမက်အရွယ်မရောက်သေးခင်မှာတော့ကိုပိုင်ဆုံးဖြတ်ခွင့်တို့စီမံခွင့်တို့သိမရှိဘူးလေသူ့မှာကြန့်တယုံလို့ပဲစီကန်းတွေကန်တက်ချက်တွေအများကြီးရှိနေလာပေါ့ရှင်ပေါလုကတ်တာကိုခရစ်တိုမကြွလိုက်ခင်ပညာတရားအောက်မှာနေခဲ့ရတဲ့ခြေအနေနဲ့နိုင်ရှင်လိုက်တာပါ ဆိုတော့ပြည်ညတရားကကောင်းပေမဲ့လူလေးကိုအဖြစ်ရဲ့ချင်းဘဝနဲ့အဖြစ်အဝမခင်နိုင်ဘူးလွတ်လပ်ချင်းအစ်စ်မပေးနိုင်ဘူးပေါ့အုတ်ထင်းတူလိုပဲထင်းချောင်းပေးယုံပဲအင်းတသီအဲ့ဒီအုတ်ထင်းမှုအခြေကဘယ်တော့ဆုံးသွားတာလဲရှင်ပေါ်လူပြောတာကတော့အချိန်စိတ်တဲ့ခါပေါ့ဖျားသခင်တတ်မှတ်ထားတဲ့အချိန်ပေါ့လေအဲ့ဒီအချိန်ကျတော့ဖျားသခင်ကသားတော်ယေရှုခရစ်တော်ကိုလောကထဲကိုဆေလွတ်လိုက်တယ်အဲတတိပြုဆရာကခရစ်တော်ကိုယ်တိုင်ကလည်းမိမကနေမွေးဖွားပြီး ီညက်တရားအောက်မှာပဲအသက်ရှင်ခဲ့တယ်ဆိုတာပဲဟုတ်တယ်။ဘာကြောင့်အဲ့လိုပီညက်တရားအောက်မှာမွေးခံရတာလဲ။အဓိကကတော့ပီညက်တရားရဲ့ခြိနှောင်းမှုအောက်အပြစ်ဒဏ်အောက်ရောက်နေတဲ့လူသားအလုံးကိုဖျန်းသီးကျွေးနို့ဖို့လွတ်မြောက်စေဖို့အတွက်ပါ။ကိုရိုတန်ကပီညက်တရားတောင်းဆိုတာအလုံးကိုပြည့်စုံစေခဲ့တယ်လေ။အဲ့ဒီချက်ကအရေးကြီးတယ်ဗျာ။ဆိုတော့ခရစ်တော်ရဲ့အမှုတော်ကြောင့် ယူဂျီတူရီယာအရင်ကကျွန်းလိုအဆင့်ကနေဖျားတခင်မွေးစားလိုက်တဲ့တားသမီးတွေဖြစ်လာပြီဆိုတဲ့သဘောပေါ့ဒါကအဆက်အတန်ပြောင်းတာတဲ့မကဘူးစစ်ဆန်ရဲမှာပါအကြီးကြီးပြောင်းလဲသွားတာလို့ပြောလို့ရမလားလုံးဝဟုတ်ပါတယ်ဒက်ဆိုတာတခင်ကိုကြောက်ရတယ်အမိတ်နာခံရတယ်ဒါပေမဲ့တားသမီးကြတော့ဖခင်ရဲ့ယဉ်နိမှုရှိတယ်လေချစ်ချင်းမေတ္တာကိုအခြေခံနေဒီအချက်ကိုဘူဘီထင်ရှားစေတာကရှင်ခွဲလီဆက်ပြောတဲ့အချက်ပဲ ဖယားသခင်ကတားတော်ရဲ့ဝိညာဉ်တော်ကိုယုံကြည်သူတွေရဲ့နှလုံးသားထဲလွတ်လိုက်တော့အဲ့ဒီဝိညာဉ်တော်ကနေဖယားသခင်ကိုအပအဖလို့ခေါ်ခွင့်ပေးတယ်ဆိုတာပါအပဆိုတာအာရမစ်ကမှခလိကအဖေကိုတိတ်ကူယင်းနင်းနင်းခေါ်တဲ့ပုံစံမျိုးဖေဖေလို့ခေါ်တာမျိုးပေါ့ဒါကတရားဝင်ဆက်ဆံရေးထက်ပိုပြီးနားဆိုင်ရဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ရဲ့ဆက်ဆံရေးကိုပြနေတာကျမ်းပေါ်ဝါတော့ကတော့ဒါမျိုးပဲဖြစ်နိုင်မှာမလားဒါတကယ်အရှိစီရပဲဒါပေမဲ့အခန်းကြီးနောက်တစ်ပိုင်းရောက်တော့ရှင်ပေါလုရဲ့လက်တန်းက ယုတ်တရဆိုရင်မှုတွေအံ့ဩမှုတွေပါတယ်။ဂလာရီယုံကြည်သူတွေဒီလောက်ကြီးတဲ့လွတ်လပ်ခြင်းတာသမိဖြစ်ခွင့်ရပြီမှဟိုအရင်အချင်းနေမျိုးကိုပြန်လဲ့သွားနေလို့ပေါ်လူကအကြီးကျယ်စိတ်ပြတ်နေပုံပဲ။သူတို့ဘာကိုပြန်လုံနေကြတာလဲ။ဟုတ်ပါတယ်။ပေါ်လူကတော်တော်လေးအံ့ဩသောပုံပဲ။သူက တင်တို့ဖျားသခင်ကိုတိကြပြီးနောက်အဲတာရစ်ဟိုမန်တော်ကဖျားသခင်တိတော်မူတော်သူဖြစ်ကြလျက်နဲ့ဘလို့ပြန်လှည့်ကြတာလေလို့မေးခွန်းထုတ်တယ်လေ သူတို့ပြန်လှည့်သွားနေတာကအာနေဘီအချိုးမရှိတဲ့ log ီမူလအခြေခံတရားများစီကိုတဲ့ The wise believers တုံးတချက်ရတော့ဒါကဂျူးပါဒရဲ့ထုံတန်းဒီကိုပြန်လိုက်နာဖို့ကြိုးစားနေတာကိုပြောတာဖြစ်ဖို့များတယ်။အထူးသဖြင့်ပေါ်လူတိတိကျကျပြောတာကနေရက်တွေလတွေအချိန်ကာလတွေနှစ်တွေကို ဆုံးရှုံးလိုက်နာနေကြတယ်ဆိုတာပါ။ဒီနေရာမှာနည်းနည်းရှင်းဖို့လိုမယ်ထင်တယ်ဗျ။နေရက်လတွေကိုဆောင်ထင်းတာက ဘာလို့ဒီလောက်ပြဿနာကြီးဖြစ်နေတာလဲ။ကောင်းတဲ့မိကောင်းပါပဲ။အရင်ထုံးစံဒီကိုရံကမကောင်းဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ဂျူးရီအသားဒါတွေကဖျားပေးတဲ့ပညာတရားရဲ့အစိပ်ပိုင်းတွေပေါ့။ဒါမဲ့ပြဿနာက ဂလာတိယုံကြည်သူတွေအများစုကတပားမြတ်သားတွေလေသူတို့ကကတင်ချင်းရဖို့ဖျားရှင်မှာလက်ခံခံရဖို့ခရစ်တော်ကိုယုံကြည်ုံနဲ့မဖော်ဘူးဒီဂျူးထုံတန်းတွေကိုပါလိုက်နာဖို့လိုတယ်လို့မာယွတ်စွာတွင်တင်ခံနေရတာရှင်ဘိုးလို့တဲ့တော့ဒါခရစ်တော်ရဲ့အမှုတော်ကမလုံလောက်ဘူးလို့ပြောတာနဲ့အတူတူပဲအဲခရစ်တော်ပေးတဲ့လွတ်လပ်ခြင်းကိုသိပြီးမှကတင်ချင်းတို့အတွက်ဒီလိုအပေါ်ယံစည်းမျဉ်းတွေပြက်ခရင်တွေစီပြန်သွားတာဟာသူတို့ကြော်လွားခဲ့သင့်ပြီဖြစ်တဲ့အားနေပြီးအကျိုးမရှိတဲ့အခြေခံစင့်ကိုအစင်နိုင်ပြီးပြန်သွားတာနဲ့တူတယ်လို့သူမိနေတဲ့ကြောင့်သူကငါ ကသင်တို့တော့အလကားပဲပင်ပန်းခဲ့လေသလားလို့သင်တို့အတွက်စိုးရင်မိတယ်လို့ပြောခဲ့တာသူမှုတော်ရီအလဟတာထေတော်မှာစိုးရင်တာပေါ့ဟုတ်တယ်အဲ့ဒါပေါ်လူရဲ့စစ်ခံစားမှုကဒီနေရာမှာတော်တော်ပြန်ထန်တာတွေ့ရတယ်သူကသူတို့ကိုတတိပေးတဲ့အနေနဲ့ သူတို့နဲ့အတူရှိခဲ့တော့ကအခြေအနေကိုပြန်ပြောပြရတယ်နော်။ "तू အားနေနေတော့သူတို့စီတရင်ကောင်းဟောခဲ့တာ။သူတို့ကသူ့ကိုမထီးမင်းမင်မလုပ်ပဲဖယားရဲ့တမန်လိုခရစ်တော်လူတော်လက်ခံခဲ့ကြတာ။အဲဖြစ်နိုင်ရင်သူတို့မျက်စီတွေကိုတော့ထုပေးခြင်းလောက်ချစ်ခဲ့ကြတာ၄ပြန်တရီပေးတယ်။ဒါကသူတို့အခုပြောင်းသွားတဲ့သဘောထားကိုမိမောင်းထိုးပြပြီးသူ့ရဲ့စိတ်ထိခိုက်မှုကိုပြနေတယ်လို့ပဲ။အတိကြပါပဲ။သူကငါက တင်တို့မှာခရတိုရဲ့ပုံသင်ထန်ထင်ရှားလာတဲ့အထိတင်တို့အတွက်တားဖွာခြင်းဝေဒနာကိုတခါထပ်ခံရပြီဆိုတဲ့စကားမျိုးတော်တုံခဲ့တယ်။ဒါကတကယ်ပြင်းထန်တဲ့ပုံကြီးပါ။မိခင်တယောက်ခလီမွေးဖို့ခံစားရတဲ့နာကျင်မှုမျိုးသူထပ်ခံစားနေရတယ်လို့ပြောနေရ။သူတို့ရဲ့ဝိညာဉ်ရေးရာယဉ်ကျေးမှုအတွက်သူဘလောက်အလေးထားတယ်။သူတို့တွေ့ဖီထွားတာကိုဘလောက်စိတ်မကောင်းဖြစ်တယ်ဆိုတာဒီစကားလုံးတွေကဖော်ပြနေရပါ။ဟို oh. အဘိယန်ရတန်ယောက်တယောက်ကကျမဟာဂိုင်ကမွေးတဲ့အစ်မေလ်နောက်တယောက်ကလူလာတဲ့မိမဆာရက်ကမွေးတဲ့အီဇက်အဲ့ဒီဆလန်ကိုယူတုံးပြီးပညာတရားနဲ့ဂျေဇုတော်ကိုရှင်းပြတယ်ဒါတတော်ရင်းနဲ့ရှင်းပြကြပဲဗျတကယ်ပဲရင်းရင်ပါတယ် The wise believers မဆူရီဘာလဲဒီပုံမှန်နဲ့နိုင်မှုနဲ့ထီအောင်မှုကိုအလေးပေးထားတဲ့ရှင်ပေါလုကဒီတမဟုံးဆလန်ကိုစာသားအတိုင်းပြန်ပြောနေတာမဟုတ်ပဲအသွင်းဆောင်တဲ့စကား allegory ဖြစ်အဓိပ္ပာယ်ဖွင့်ပြီး ူရဲ့အဓိကအယူဆကိုတတ်တိပြဟိုတုံးနေတာပါ။သူရှင်းပြချက်အရာတော့ကျမဟာဂရဲကပညာထင်အားကိုကိုစားပြုတယ်။ဟာဂရဲရဲ့တာအစ်မဲလ်ကလူစာတိစူးစမ်းမှုလူနီလာနဲ့မွေးဖွားလာလို့ပဲပညာထင်အားကိုကိုပိုင်စူးစမ်းမှုနဲ့လိုက်နာပြီးဖြောင်းမရရဖို့စူးစမ်းတာဟာလေလူစူးစမ်းမှုပေါ်မှာအခြေခံနေဆိုတော့ဒါကလူကိုကျင့်စဘောတဘာဝအောက်မှာပဲရှိနေစေတာပေါ့ဘောလူကဟာကာရဲကိုယခုရှိသောယေရုရှလင်မြို့နဲ့ဘာလို့ဆက်ဆက်ပြရတာလဲအဲ့ရကအရေးကြီးတဲ့အချက်ပါ ယချင်းကမြေကြီးပေါ်ကယေရုရှလင်မြို့ဆိုတာဂျူးဘာသာရေးစနစ်ရဲ့ဗဟိုချက်မှဖြစ်ပြီးပညာတရားလိုက်နာခြင်းအပေါ်အဓိကတိဆောက်ထားတဲ့စနစ်ကိုကိုးစားပြုတယ်လေ။ပေါလို့မြင်မှာတော့အဲ့ဒီစနစ်ကလူတွေကိုဖျားရှင်မှာလွတ်လပ်ခြင်းအဆက်မှမပေးနိုင်ပဲပညာရဲ့ဝင်ထုတ်ဝင်ပိုးအောင်မှကျင်လူဖြစ်စေတယ်။ဒီတော့ဟာဂါရာကျမကပညာတရားကိုအခြေခံတဲ့လူကိုချီနောင်တဲ့မြေကြီးပေါ်ကဘာသာရေးစနစ်ယေရုရှလင်နဲ့တူတယ်လို့ဆိုလိုတာပါ။ ืมဒါဆိုရင်စာရာကဘာကိုကိုစားပြုတယ်လဲကတိတော်နဲ့ဂျေဇုတော်ကိုစားပြုတယ်သူသားဣဆက်ကလူတဘာဝရာမဖြစ်နိုင်တော့တဲ့အခြေအနေမှာဖခင်ရဲ့တန်ခိုးတော်နဲ့ကတိတော်ပြုဆောင်လို့အံ့ဩဖွယ်အောင်မွေးလာတာလीဒါကြောင့်စာရာကအထက်ရဲ့မှာရှိတဲ့ယေရုရှလင်မြို့ဆိုလိုတာကကောင်းကျင်ဆိုင်ရာလွတ်လပ်တဲ့ဖခင်ရဲ့ဂျေဇုတော်နဲ့ကတိတော်ပေါ်မှာတည်မီတဲ့ဝိညာဉ်ရေးရာမိသားစုယုံကြည်သူအားလုံးရဲ့မိခင်ဖြစ်တယ်လို့ပေါလုကဆိုလိုတာပါ ဒီကောင်းကင်ယေရုရှလင်ကလွတ်လပ်ခြင်းရဲ့နေရာပေါ့ဒီပုံမှာကတော့တော်တော်လေးရှင်းတဲ့ခြားနာချက်ကိုပြတာပဲချင်းပြစေတဲ့လမ်းဟာဂရပညတိယာမြေကြီးယေရုရှလင်နဲ့လွတ်လပ်စေတဲ့လမ်းဆာရာကတိတော်ကောင်းကင်ယေရုရှလင်ဆိုတော့ဂလာတိယုံကြည်သူတွေအတွက်ရောအခုကျွန်တော်တို့အတွက်ရောရှင်ပေါလုရဲ့ကောက်ချက်ကဘာဖြစ်မလဲမတော်ရဲ့ဝိညာဉ်ရေးရအမွေအနှစ်ဟာဖိညတ်တရားရဲ့ကျွန်းဘဝကလာတာမဟုတ်ဘူးဖိယားရဲ့ခြေဆွတော်နဲ့ဂတိတော်ကလာတဲ့လွတ်လပ်ခြင်းဖြစ်တယ်ဒီတော့ အဲ့ဒီလွတ်လပ်ခြင်းကိုစွန့်ပြီးကျွန့်ဖြစ်စေတဲ့ပညာတရားထုံးတမ်းနေစီပြတ်မသွားသင့်ဘူးဆိုတာပါပဲ။ဂမဟောင်းမှာအစ်ရှမေလာကအိဇက်ကိုညှင်းဆဲတယ်လို့မျိုးပညာတရားကိုဆွဲကင်သူတွေကဂျေဇုတော်ကိုယုံကြည်သူတွေကိုအခုလည်းနှုတ်ဆက်နေအောင်မယ်။ဒါပေမဲ့ဖျားရဲ့အလိုတော်ကကျွန်မရဲ့သူ့သားကိုနင်ထုတ်လိုက်ကျမရဲ့သားကလွတ်လပ်တဲ့မိမရဲ့သားနဲ့အတူအမွေခံရမှာမဟုတ်ဘူးဆိုတဲ့အတိုင်းပဲလမ်းတစ်ခုကအတူတူမရှိနိုင်ဘူးတခုရွေးရမယ်ကစင်ချင်တဲ့လေခမညာ ပထမဟောင်းနဲ့အရေးကြီးဆုံးကတော့ခရစ်တော်မှာရတဲ့လွတ်လပ်ခြင်းရဲ့တောင်းဟိုးကိုအပြည့်ဝနားလည်ပြီးလက်တွေ့အသက်ရှင်ဖို့ပါပဲ။ကျမတို့ဟာပညာတရားရဲ့အပြည့်စီရင်ခြင်း၊ကျင့်ခြင်းအောက်ကနေလုံးဝလွတ်မြောက်ခဲ့ပြီ။ဘုရားရဲ့ခြေသားသမီးတွေဖြစ်လာပြီ။အဲ့ဒီအတ္တိတရားကကျမတို့ရဲ့နေ့စဉ်အသက်တာကိုဘလို့ပုံသွင်းတင်လဲ။ကြောက်စိတ်နဲ့ကြောက်စိတ်နဲ့ဘုရားကိုဝတ်ပြုနေအောင်ပါလား။ဒါမှမဟုတ်သားသမီးတယောက်ရဲ့ရေးရင်ခြင်း၊ယဉ်နိခြင်း၊ချစ်ခြင်းမေတ္တာနဲ့အသက်ရှင်ပါလားဆိုတာကိုအမြဲတမ်းဆင်ခြင်နေဖို့လိုတယ်လေ။ the wise believers ကဒီလွတ်လပ်ခြင်းဟာတာဝန်မဲ့စွာနေဖို့မဟုတ်ပဲချစ်ချင်းမေတ္တာနဲ့အချင်းချင်းအစေခံဖို့ဖြစ်တယ်ဆိုတာကိုလည်းသတိပေးထားပါတယ်ဟုတ်ကဲ့သာသမီအဖြစ်အသက်ရှင်ဖို့ဆိုတဲ့နေရာမှာအပအဖလို့ခေါ်ခွင့်ရတဲ့ဆက်ဆံရေးကအရေးပါပုံပဲနော်ဒုတိယသင်္ကန်းစာကဘာဖြစ်နိုင်မလဲဒုတိယသင်္ကန်းစာကတော့ဖျားသခင်နဲ့ပုဂ္ဂိုလ်ရေးဆက်ဆံရေးကိုဦးစားပေးဖို့ပါပဲ။တန်ရှင်တော်ဝိငင်တော်ကကျမတို့နှုံသားတဲ့ကနေဖျားသခင်ကိုဖေးဖေးလို့ယဉ်ယဉ်နီနီကိုဟောဆယ်တယ်ဆိုတာက စီမင်းကြီးကိုစိတ်ယုတ်လလိုက်နာတာထက်ပိုနတ်ချန်းတဲ့ဆက်သွယ်မှုကိုပြနေတယ်လီဒီတော့အပင်ပန်းထုံနှန်းစင်လာတဲ့လှုပ်ဆောင်မှုတွေထက်ဖျားသခင်ရဲ့အတန်ကိုနားထောင်ဖို့ဝိညာဉ်တော်ရဲ့ဥဆောင်မှုကိုလိုက်လျှောက်ဖို့ကိုရော်နဲ့ယင်းဤကမေတ္တဟရာဖွေဖို့ကပို့ရေးကြည့်တယ်သာသမီကဖခင်စကားနားထောင်တယ်လို့ပေါ့အဲ့ဒါကစီကန်းတွေကိုလစ်လူရှုဖို့ပြောတာမဟုတ်ပြီမြင်လိုက်နာရင်ရဲ့ဆစ်ဆောင်မှုကကြောက်စိတ်မဟုတ်ပဲချစ်ချင်းမေတ္တာဖြစ်တဲ့နေလို့ဆိုလိုတာပါဟွန်းဟုတ်တယ် အဲ့ဒီအချက်ကတတိယသင်ခန်းစာနဲ့လည်းဆက်ဆက်နေမယ်ထင်တယ်ဗျပေါ်လူကဂလေတိတိကိုဘာသာရေးထုံးတမ်းနေစီပြမလဲဖို့တတိပေးခဲ့တယ်လို့ကျွန်တော်တို့လည်းကိုယ့်ရဲ့ယုံကြည်ခြင်းအတ္တသားမှာအပေါ်ရန်ဘာသာရေးလောက်ရဲ့ဒီမှာပဲနေမွတ်နေမိတာမျိုးမဖြစ်အောင်တတိထားရမယ်ဆိုတဲ့အချက်ပေါ့အမှန်ပဲဖျားကြောင့်မမန်တတာကျန်းစာဖတ်တာဆူတောင်းတာကောင်းမှုကုသလုပ်တာတွေကကောင်းပါတယ်ဒါမှမဟုတ်အဲ့ဒီလောက်ရဲ့ဒီကဖျားသခင်နဲ့အစ်မန်တဲ့အသက်ရှင်တဲ့ဆက်ဆံရေးကနေမလာပဲ ကိုယ့်ရဲ့ဖြောင့်မချင်ကိုတိဆောက်ဖို့တမမို့လူအထင်ကြီးအောင်လုပ်ဖို့တမမို့ဟိုဘာသာရေးဝတ္တရားခြေပွင့်ယွန်တက်တက်ဖြစ်နေရင်တော့ဂလာတီတွေကြောက်ခဲ့တဲ့ထောင်ချောက်ထဲကိုပဲပြန်ရောက်သွားနိုင်တယ်။ရှင်ပေါလုတတိပေးခဲ့တဲ့အားနည်းပြီးအကျိုးမရှိတဲ့အရာတွေဖြစ်သွားနိုင်တာကိုစစ်မှန်တဲ့ယုံကြည်ခြင်းကလုံသားတွေကလာရမှာခရစ်တော်နဲ့ဂျမားရဲ့ဆက်ဆံရေးကအဓိကဖြစ်တယ်။ လောက်ဆောင်မှုတွေကအဲ့ဆက်ဆံရေးရဲ့အတိပွင့်ဖြစ်စင်တဲ့အစားထိုးမှုမဖြစ်စင်ဘို့ the wise believers မဆုထမ်းမှာဒါကအတွင်းစိတ်ပြောင်းလဲခြင်းမရှိဘဲအပြင်းမန်းစည်းကမ်းလိုက်နာမှုတသက်ဆွေးပြီးတတိပေးထားတာရှိပါတယ်ဒီနေ့ဂလာတိဩရစာအခန်းကြီး၄ကိုဆွေးနွေးခဲ့တာပြန်ချုပ်ရရင်ဒါဟာကြံပွားရဲ့အမောင်နဲ့ချီနောင်မှုကနေတာသမီခိချင်းရဲ့အလင်းနဲ့လွတ်လပ်မှုစီကိုကူးပြောင်းခြင်းရဲ့တကယ်ကိုအံ့ဩပွေဇလံပါပဲပညာတရားရဲ့အုပ်ဆိုးမှုအောက်မှာ ကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ရတာနဲ့ခရစ်တော်ရဲ့ဂျေဇုတော်အားဖြင့်ဘုရားသခင်ကိုအပ်ပါအဖားလို့ယဉ်ယဉ်နေနေခေါ်ခွင့်ရတဲ့အသက်သာအဲ့ဒါလုံးဝကွဲပြားခြားနားတယ်ဟာကနဲ့ဆာယာပုံပေါ်မှာကဒီအမှန်တရားနှစ်ခုကြားကရွေးချယ်မှုကိုတိတ်ရှင်းလင်းစေခဲ့တယ်ဟုတ်ကဲ့ဒီဆွေးနွေးမှုကနေဆက်ပြီးစဉ်းစားစရာချက်လေးတစ်ခုချန်ထားခဲ့ချင်ပါတယ်။ချင်ပေါ်လူတွင်တင်ခဲ့တဲ့ဒီလွတ်လပ်ခြင်းဟာတိတ်တန့်မှုကြီးပါတယ်။ ဒါပေမဲ့လူသမဝါရကျမတို့ဟာလွတ်လပ်ခြင်းထက်ယင်းင်းရဲ့စည်းမျဉ်းဤထုံတန်းနေစီကိုပြန်ဆွဲခေါ်ခံရဖို့လွယ်တတ်တယ်လေဒီနေ့ခေတ်မှာယဉ်ကျေးမှုရဲ့ဖြစ်အားတွေလူမှုရေးမျော်လင့်ချက်တွေဒါမှမဟုတ်ကိုယ်တိုင်တတိမထမိတဲ့ဘာသာရေးအလေးထားတွေကကျမတို့ကိုခရစ်တော်ပေးထားတဲ့စစ်မှတ်တဲ့လွတ်လပ်ခြင်းကနေတိတ်တဆိတ်ခွဲထုတ်သွားစေနိုင်သလား ကိုယ့်ရဲ့ဝိညာဉ်ရဲ့အတ္တတာကျွန်ကြောက်လို့ဝတ်တရက်ခြေပေါ်မှုချင်းရသလားဒါမှမဟုတ်ဖះသခင်ကိုချစ်တဲ့သားသမီးတို့ရဲ့လွတ်လပ်ရှင်လဲတဲ့နာခံမှုဖြစ်နေသလားဆိုတာကိုရိုးရိုးသားသားပြန်ဆန်းစစ်ဖို့အဲ့ဒီလွတ်လပ်ခြင်းလဲမှာရေးရေးဝန့်ဝန့်အသက်ရှင်ဖို့ဘလို့စ조사အားထုတ်နိုင်မလဲဆိုတာစဉ်းစားကြည့်တဲ့အချက်တစ်ခုပါတယ်ဟုတ်ကဲ့ဒီနေ့ဒီအကြောင်းအရာတွေကိုအတူတကွစူးစမ်းလေ့လာခဲ့ကြတာနားကြောင့်တို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနောက်တစ်ချိန်ဆွေးနွေးမှုမှာပြန်နေဆုံတွေ့ကြပါဦးမယ်